ားလုံးပဲမင်္ဂလာပါဒီဘက်ကတော့နျူကလ িয়ার ဓာတ်ပစ္စည်းဝင်ကြောင်းကိုတစ်ဆက်ပြီးမှဖြစ်ပါတယ်နျူကလ িয়ার ဓာတ်ပစ္စည်းယုံမှာယူရေနီယံ235အိုက်ဆိုတိုကိုတုံးဆဲထုတ်ယူကြတာဖြစ်ပါတယ်ထုတ်ယူတုံးဆဲကြတာဖြစ်ပါတယ်ဒီလိုနဲ့ဆက်ယုံတွေအတွက်ဆိုရင်ယူရေနီယံ235ကို300ဂိုင်းတုံးကနေ900ဂိုင်းတုံးထိအသုံးပြုကြပါတယ်ဒီတက်မှာယူရေနီယံတက်ထုကိုကဘာမြေပြင်ကနေပြီးတော့ ထုတ်ယူမယ်ဆိုရင်ကမ္ဘာမြေကြီးကထုတ်ယူမယ်ဆိုရင်ယူရေနီယံ235အိုက်ဆိုတုပ်ဟာတသမခွန်ရာဂိုင်းနှုန်းသာပါဝင်လေးရှိပါတယ်။တဘာဝလျောက်တွေ့ရများဆုံးယူရေနီယံတထုကတော့ယူရေနီယံ238ဖြစ်ပြီးတော့69ရာဂိုင်းနှုန်းပါဝင်လေးရှိပါတယ်။ဒီယူရေနီယံတထုကိုယူရေနီယံကိုဘယ်လိုထုတ်လုပ်ကြလဲလို့လေ့လာကြည့်တဲ့အခါမှာအောက်ဘက်ကဖော်ပြထားတာကိုတွေ့ရပါမယ်။ပထမဦးစားဆိုရင်24ရေမိုင်းနီလုံငန်းကိုယူရင်လောရပါတယ်။ ်တဘာတဘာဝတိုင်မြေကြီးတွေကကြောက်ထဲမှာရှိနေရွေးနေအောင်ဟင်းလင်းပွင့်တူဖော်ခြင်းနီး open bed mining တို့မို့မြေအောက်လှိုင်တူဖော်တဲ့စနစ် underground mining တွေနဲ့တူဖော်ရပါတယ်တူဖော်ရရှိလာတဲ့မိုင်းတက်ထူတွေကိုအယောနှောများစွာပါဝင်နေတဲ့အတွက်မလိုအပ်တဲ့ကြောက်မျိုးစားတွေကိုတန့်စေရပါတယ်ဒီကမှာကြိတ်ခွဲပြီးတော့ acid ဖြိုရည်နဲ့ဖြိုချ WR တွေပြုလုပ်ရပါတယ်ဒါကို acid leaching လုပ်တယ်လို့ခေါ်ပါတယ် leaching လုပ်ပြီးဖြောရည်ကိုဓာတ်ရိုက်ဗေဒနီလန်းနဲ့မလိုအပ်တဲ့အရာတွေကိုအရာဝတ္ထုတွေစစ်ထုတ်ရပါတယ်စစ်ထုတ်လို့ရလာတဲ့ဖြောရည်အတန့်ကိုထပ်မံတက်ခွဲပြုပြင်ယူလိုက်တဲ့အခါမှာဆိုရင် union try outside ကိုရရှိလာတာ ဖြစ်ပါတယ်တကယ်တော့ရဲလို့ကိတ်လို့ခေါ်တဲ့အဝါရောင်မှုနေဖြစ်ပါတယ်ဒီအစ်စ်မှာ radio တတ္တုတတိကြွမှုဟာနဲပါသေးတယ် ဆက်လက်ပြီးတော့ uranium trioxide ကို uranium dioxide တို့ပြောင်းလဲပေးရပါတယ် uranium dioxide ကို hydrofluoric acid နဲ့ hydrofluoric acid နဲ့တက်ပြီးတဲ့အခါမှာဆိုရင်ရောလိုက်တဲ့အခါမှာဆိုရင် uranium tetrafluoride ကိုဆက်လက်ပြောင်းပေးသွားပါတယ် uranium tetrafluoride ကနေပြီးတော့ uranium hexafluoride တို့ထပ်မံပြောင်းလဲတဲ့အခါမှာတောင်းွေအနေနဲ့ရရှိလာမှာဖြစ်ပါတယ် ယူနီယံတခြားဖလိုရိုက် UF4 ဟာယူနီယံဟက်ဆာဖလိုရိုက် US6 ကိုထပ်မံပြောင်းလဲခြင်းအားဖြင့်ယူနီယံ235အိုက်ဆိုတုပ်ကျော်ဝလာဖို့ကျော်ဝစွာပါဝင်လာစေဖို့အရေးကြီးတဲ့စိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ UF6 ရရှိလာပြီဆိုရင်ယူနီယံ235ကိုနီလန်2မျိုးနဲ့ဆက်လက်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။တန်းငွေကိုဘိုးခွာအုံနီးနဲ့ထုတ်ယူခြင်းထုတ်ယူခြင်းနဲ့တန်းငွေအား နောက်စစ်ထုတ်ယူခြင်းနီးနဲ့လို့ထုတ်ကြတာဖြစ်ပါတယ်။တောင်းဝေကိုဘဟုခွာသုံးခွဲခြားထုတ်ခြင်းကအသုံးများတဲ့နီးစဉ်တစ်ခုဖြစ်ပါတယ်။ Union has a right ထဲမှာ Union 235ဟော Union 238ဟော General Power နေရာဖြစ်ပါတယ်။ဒီနေရာမှာတတုနေဖြစ် union 238က neutron 3လုံးပူပါဝင်တဲ့အတွက် union 235တပူပြီးလေးနေပါတ ယူနီယံအစားဖရက်ကိုအချိန်ပြင်းပြင်းလက်ပတ်နဲ့စီးရီတွေမှာထည့်ပြီးတော့ထည့်လိုက်တဲ့အခါမှာဆိုရင်တော့ UF6 ပါလိုက်ပါလက်ပတ်နေပါတယ်ဒီအချိန်မှာလေးချိန်များတဲ့ယူနီယံ238ဟာစီရဲ့နိုင်ရဘက်ကိုကပ်ပြီးတော့အနေငယ်ပေါ့နေတဲ့ယူနီယံ235ဆိုရင်စီရဲ့အလယ်ပေါ်မှာကြန့်ရှိပါတယ်ယူနီယံ235ကိုဒီနည်းနဲ့အချိန်ချင်းခွဲထုတ်ယူခြင်းဖြင့်ခွဲထုတ်ပြီးတော့ရ ခွဲထုတ်ယူရပါတယ်ဒီလိုအကြိမ်ကြိမ်ပြုလုပ်ခွဲထုတ်ပြီးတဲ့အခါမှာဆိုရင်လိုအပ်တဲ့အင်းအားပမာဏရရှိလာတဲ့အခါမှာယူနီယာ235မှာပါဝင်နေတဲ့ UF City ကို Union Exaporite တွေကို Union Dioxide တို့ပြန်လည်ပြောင်းရပါတယ်။ Union 235ကျော်ဝနေတဲ့ Union Dioxide တွေကိုပြန်လည်တပ်ဆင်ကဆက်နေပြီးတော့လောင်စာတောင်ပြုလို့အပူပေးပြီးလောင်စာတောင်ပြုလို့ရပါတယ်။ လီဂီယာတာပူရီမှာစဉ်တပေါင်းပူရီမှာအသုံးပြတဲ့လောင်စာရောက်နေရယူနီယန်နေရာ35 300ခိုင်နှုန်းကနေပြီးတော့900ခိုင်နှုန်းထိပါဝင်တဲ့လောင်စာရောက်နေကိုအသုံးပြရတာဖြစ်ပါတယ်တပေါင်းပူရီမှာတပေါင်းပူရဲ့ဦးတိုင်းနောက်အေးခံမျိုးစဉ်ကူလင်းတာဝါနောက်ရေးခံဂျန်နေတာစင်းဂျန်နေတာတာပိုင်း နောက်ဂျန်နရီတာဆပ်စတေရှင်ပါဝါလိုင်းစသည်တို့ပါဝင်ကြပါတယ်တပေါင်းဖူအိုရီတာဝယ်စဲထဲမှာဆိုရင်ယူနီယံလောင်စာတောင်းကိုရတာကိုအနေနဲ့ရီတာကိုများနဲ့ကွန်ထရိုးလာတွေနဲ့အတူထည့်သွင်းရတာဖြစ်ပါတယ်တပေါင်းဖူတွေမှာ၃နဲ့ယူနီယံ235ဆိုတာပရိုတွန်62လုံးနဲ့နျူထရွန်143ပါဝင်ပါတယ်ပရိုတွန်နဲ့နျူ နျူထရွန်လုံးရေကွာတဲ့အတွက်ကြောင့်ဆိုရင်ယူရေနီယမ်မတည်ငြိမ်ဖြစ်ပြီးရေရေဒီယိုတက်ကြွနေပါတယ်။ကောယိုမီပုံကိုမီးလောင်ကျွမ်းလိုမျိုးတနေရာမှာစတင်လိုက်တာနဲ့မီးလောင်ကျွမ်းလိုက်ရင်တပုံလုံးကိုကူးဆက်လောင်ကျွမ်းပေါက်ကွဲသလိုမျိုးနျူပေါက်ကွဲလောင်ကျွမ်းနေတာကိုနျူကလ িয়ার ယူပတ်ပြီးတာမျိုးစင်ကဲလောင်ကျွမ်းခြင်း chain reaction လို့ခေါ်ပါတယ်။နျူကလ িয়ার ဆင်းနဲ့ကွဲပွားခြင်းနျူကလ িয়ার ဖစ်ရှင်တွေမှာဆိုရင် နျူထရွန်တွေနဲ့စွမ်းရည်အင်နာဂျီကို ထုတ်ပေးတာဖြစ်ပါတယ်ဒီလိုယူရေနီယံအတက်တွေဟာပရိုတွန်နဲ့နျူထရွန်ကွဲထွက်တဲ့ကွဲထွက်တပ်ပြူလောင်ကျွမ်းနေပါတယ်ယူရေနီယံတပေါင်းဖိုတွေမှာရိုးရိုးကွဲထွက်တာမျိုးပုံပဲနဲ့တလုံးကွဲထွက်တိုင်းအပူစွမ်းရည်နဲ့နျူထရွန်တွေထွက်လာပါတယ်မြင်များကွဲထွက်တိုင်းအပူစွမ်းရည်မြင်များထွက်လာပါတယ်ဒီလိုထွက်လာတဲ့အပူစွမ်းရည်ကိုလက်စစ်တာထုတ်ယူဖို့အသုံးပြုလိုက်တာဖြစ်ပါတယ်တပေါင်းဖိုတွေမှာနျူကလီးယားလောင်စာကို အသုံးပြုရတာဖြစ်လို့တဘာဖို့ဦးတိုင်းမှာနျူကလ িয়ার လောက်စားတောက်အချောင်းတွေစီစီထည့်သွင်းထားရပါတယ်။ဒီအချောင်းတွေမှာဆိုရင်ယူနီယံ235ပါဝင်တဲ့လောက်စားတောက်တွေဖြစ်ကြပါတယ်။ဒီလောက်စားတောက်တွေစတင်လောင်ကျွမ်းမှုအတွက်တဘာဖို့စတင်လက်ပတ်ရန်နျူထရွန်တွေကို လောင်စားတောက်တွေကိုပြည့်သွင်းပေးရပါတယ်။ဒီလောင်စားတောက်တွေကတော့ပိုလိုနီယံနဲ့ဘယ်လီယံလို့ တက်ပြတဲ့အခါမှာနျူထရွန်တွေထွက်လာစီပြီးတော့ထွက်လာတဲ့နျူထရွန်တွေကဒီလောင်စာရောင်တွေကိုထိခိုက်မိပြီးတက်ပြတက်ပြကိုဝါကွဲပြားစီကဒီချိန်မှာအစပြင်လောင်ကျွမ်းမှာတော့လောင်စာရောင်တွေကွဲထွက်လောင်ကျွမ်းနေစီမှာပဲအပူကိုထိချုပ်ပေးတဲ့လုပ်ငန်းတွေဆိုတာရှိပါသေးတယ်ဒီလိုထိချုပ်နေရတဲ့ဥတိုင်းတွေထဲမှာကွန်ထရိုးတွေထည့်ထားပေးရပါတယ်ကွန်ထရိုးတွေကနျူထရွန်များကိုစုပ်ယူထိန်းသိမ်းလိုက်တဲ့အခါမှာ သူစုပ်ထိနေလိုက်ပါတယ်လိုအပ်တဲ့ဘူးချိန်ကိုကျော်လွန်လာတော့မယ်ဆိုရင်ဒီ control rod တွေကိုထည့်ထားပြီးတော့ W မှုနှီးသွားခါအဘူးချိန်လျှော့ကျသွားရင် control rod တွေကိုပြတ်ထုတ်ထားရပါတယ်အဘူးချိန်ကိုစင်ဆာတွေကနေအခုခံပြီးတော့ကွန်ပျူတာနဲ့ထိချုပ်ထားရလည်းဖြစ်ပါတယ်အခြားတိတ်သိမ်းတဲ့ PC တွေကတော့ရေး graphic စသည်တို့ထည့်ထားပေးရပါတယ်အဘူးကြောင့်ဥရန်ကြီးတွေကရေးရစူပွက်လာတဲ့အခါမှာရင်းနှီးငွေတွေထွက်လာပါတယ်ဒီထွက်လာတဲ့ရင်းနှီးငွေတွေကိုသုံးပြီးတော့ ဒါဗိတာပိုင်တွေကိုလက်ပတ်စီကလက်စစ်တပ်ထုတ်ယူခြင်းဖြစ်ပါတယ်။တပေါင်းဖို့ဦးတိုင်းတွေအတွင်းမှာရှိတဲ့ရေတွေကရေဒီယိုတက်တူကြနေမှာဖြစ်လို့အပြင်ကမထွက်စီပဲ string generator ထဲမှာပြန်လဲအေးခံကအေးခံစီဦးတိုင်းတွေကိုပြန်လဲထည့်သွင်းလက်ပတ်စီတာဖြစ်ပါတယ်။ဒီလိုစားကြီးမားတဲ့တပေါင်းဖို့ကြီးတွေကိုလက်ပတ်တဲ့အခါမှာစေဘေးကင်းစီဖို့လက်ရောက်ကြီးအပြင်ကိုမထွက်စီရန်အထူးပြုလုပ်ထားတဲ့နိုင်ငံတွေကိုထပ်ထပ်တိစောက်ထားပါတယ်။ဒီနိုင်ငံတွေအားဆိုရင်တမ်နီ concrete ခဲပူရွန်စသည်တို့ ထည့်တင်တိဆောက်တာဖြစ်ပါတယ်။တပတ်ဖို့အသုံးပြုတဲ့အခါမှာဆန်လေးချင်းညင်းတွေမြေမျိုးလို့ဆောင်ရအပိုင်းတွေလည်းပါဝင်ပါတယ်။တပတ်ဖို့စက်တင်ဆက်နှိုးချင်းရေးပေါ်ရက်တက်ချင်းပုံမှန်ရက်တက်ချင်းလောင်စာဖြည့်တင်းချင်းလောင်စာထုတ်ချင်းစတဲ့မြေမျိုးသောအခြေအနေတွေပါဝင်ရေးဆွဲလေးချင်းရတာဖြစ်ပါတယ်။ရေးပေါ်ရက်တက်ချင်းမှာဖော်ပြခဲ့တဲ့ controller တွေအများထည့်တင်ပြီးတော့ရက်တက်စီတာဖြစ်ပါတယ်။ပုံမရက်တက်ခြင်းမှာတာမန်စီစဉ်ကြရက်တက်ခြင်းကိုထိုး ွန်ထိုးရော်တွေကိုထည့်သွင်းထိချုပ်ကရက်တက်စေတာဖြစ်ပါတယ်။ရုတ်တရက်ရက်ချလို့ဒီရက်တက်တွေကရုတ်တရက်ရက်ချလို့မရဘူးစင်းစင်းလို့ဆောင်ပြီးမှရက်တက်နိုင်မှလည်းဖြစ်ပါတယ်။ရက်တက်မီအခဲသွားတဲ့လောင်စာကျဉ်းကြံတွေကရေဒီယိုတတိကြနေတာဖြစ်လို့စက္ကရိယာများတုံးပြီးပြီးတော့ထုတ်ယူကရေဒီယိုတတိကြလောင်စာကျဉ်းကြံတွေထားဖို့ဒီအရေထူတီဆောက်ထားတဲ့သိုးလောင်ယုံတွေမှာရေကန်တွေမထားရမှာဖြစ်ပါ တတန်းကြာရှည်ခြင်းမှာဆိုရင်ဆင်းရထင်းထင်းချင်းစနေရထင်းထင်းထားမယ်ဆိုရင်တပေါင်းမူတီုံကနေ့40နေ့60တတန်းကြာကြာခတ်နိုင်ပဲလို့ဆိုအနောက်သာရစီကစီပေါ်မှာမိခိုရချင်းကင်းတဲ့ရေတီတတ်နိုင်ခြင်းဘယ်ရာတီလူမဆိုလက်စစ်တားထုတ်ပေးနိုင်ခြင်းစတဲ့အာသာချက်တွေရှိပါတယ်။ကာမထုတ်လို့မရှိတာကြောင့်ဝါကြီးပူနွေးလာမှုကိုထိမ့်သိမ့်ရရောက်တယ်လို့ဆိုတဲ့အာသာချက်တွေလည်းရှိပါတယ်။လောက်စားတော့နေတဲ့ခါထည့်သိမ့်ပြီလေနှစ်နှစ်လောက်အလုံးလုံးနိုင်တာဖြစ်ပါတယ်။ အားနည်းချက်တွေလည်းရှိပါတယ်ဒါတွေကတော့ကုန်ကြစည်ကြီးမှချင်းရေဒီယိုတတိကြလောင်စာအမှိုက်များကိုစွန့်ပြရခက်ခဲများရှိခြင်းတပေါင်းကိုပေါက်ခွဲတဲ့နမူနာတွေရှိနေခြင်းလောင်စာအကန့်အသတ်ရှိနေခြင်းဆိုတာကတော့ union ဆိုတာရင်းနှံလိုဝဲလို့မလို့ကူပါဘူးစားတဲ့ချက်တွေဖြစ်ကြပါတယ်ခုလိုသုံးသည့်ဒီယူအပ်ရဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်